ဆရာဝန်တွေရဲ့ပေါ်ဆမှုကြောင့်ကလေးမွေးပြီးရပိုင်းကြမှာပဲကွယ်လွန်သွားကြရတယ်။ဇက်ဖို့တရုတ်ဆောင်ဘိုးဘိုးရဲ့ဇနီး ရကုံစလီမျိုးပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင်ဇဘူတယုတ်ဆောင်တောင်ဦးဖြစ်တဲ့ပုပ်ပုကတော့ပြီးခဲ့တဲ့ရက်ပိုင်းကမှချစ်စရာသမီးဦးလေးကိုပိုင်ဆိုင်ခဲ့တာပေါ့သမီးလေးကိုပိုင်ဆိုင်ရလို့ဝန်တာလို့မဆုံးသေးပဲစိတ်မကောင်းစရာတစ်ခုကကိုကိုကိုတို့မိသားစုထံကိုရောက်လာခဲ့ပါတယ်ကိုပုပ်ပုရဲ့ဇနီးတွေကသမီးလေးမွေးပြီးရက်ပိုင်းကြမှာပဲစေယုံမှာကွယ်လွန်သွားခဲ့တာပေါ့သမီးလေးကတော့ဒီနေ့ချိန်ထိကျန်းမာစွာရှိနေသေးပေမဲ့ဇနီးတွေကိုဆုံးရှုံးလိုက်ရတဲ့အတွက်ကိုပုပ်ပုတယောက်စိတ်တော့ကရောက်နေတာပါမိသားစုစုံစုံလေးလေး နဲ့တနအိပြောင်းလာမနေလိုက်ရသေးပဲဇနီးတွေကသမီးနဲ့သူ့ကိုထားသွားခဲ့ပြီးဖြစ်တာကြောင့်ပူဆွေးတော့ကရောက်နေရတာပဲဖြစ်ပါတယ်။သမီးလေးမွေးဖွားပြီးချိန်မှာတော့အမေရောသမီးရောကျန်းမာစွာရှိနေခဲ့ကြတာပါ။ဒါကြောင့်မလို့ကိုဘိုးဘွားလည်းစိတ်အေးလက်အေးဖြစ်ပြီးဝမ်းသာနေခဲ့တာပါ။သူရဲ့ Facebook ကမှာလည်းကလီယောမီကင်ရောကျန်းမာစွာရှိကြောင်း post တင်ပြီးမိတ်ဆွေတွေပရိသတ်တွေတီအောင်မျှဝေလာခဲ့ပါသေးတယ်။ဒါပေမဲ့လေကလီမွေးပြီး၃ရက်လောက်အကြာမှာတော့ကိုဘိုးဘွားရဲ့အမျိုးသမီးကမနေနိုင်မထိုင်နိုင်ဘက်တွင်အောက်တာကြောင့်စိတ်ရင်ကိုချက်ချင်းပြေးခဲ့ ရတယ်လို့သိရပါတယ်။ဇယဝင်းနီရဲ့ဈေးဆဲချက်ရအမျိုးသမီးကဥပိတ်ပြီးဝင်မသွားတာကြောင့်အခုလိုဘိုက်တွေအောင်လာဆိုပြီးအပြေထွက်လာခဲ့ပါတယ်။ဒါကြောင့်ဝင်းချူဖို့လုခဲ့ကြပေမဲ့ဝင်းတောင်မချူလိုက်ရဝန်းနေသွားတာကြောင့်စိတ်အေးသွားတယ်လို့ဆိုပါတယ်ဒါပေမဲ့ဝန်းသွားတာကမရက်တော့ပဲဇက်တိုက်ဆိုသလိုသွားနေတာကြောင့်ဆရာဝန်ကိုသွားခေါ်ခဲ့ရဆရာဝန်ရောက်လာပြီးဒရင်းချင်ကစီးပိုက်ထဲဖို့လုံရတာကြောင့်ကိုဘိုးတယောက်ညာကြီးချိန်မတော်မှပဲ C8 တွေစီးပိုက်တွေပြေးဝဲခဲ့ရသေးတာပဲဖြစ်ပါတယ် ကိုဘိုဘိုရဲ့အမျိုးသမီးကအသက်ရှူလို့ခတ်လာတဲ့အနိဋာထိဖြစ်လာတာကြောင့်စီးပိုက်ထည့်နေတဲ့အချိန်မှာပဲအောက်ဆီဂျင်အရင်ပေးလိုက်ရပါတယ်။နောက်ပြီးစီးပိုက်ထည့်ချိန်မှာတော့ကိုဘိုဘိုရဲ့အမျိုးသမီးကတက်သွားပြီးအဲ့ဒီအချိန်ကလေးကတတိပြန်လည်းမလာတော့တာဖြစ်ပါတယ်။ကျမ်းမာနေပြီလို့ထင်နေပေမယ့်ရုပ်တရက်ကြီးအသက်ဆုံးရှုံးသွားလိုက်ရတဲ့ဇနီးတဲ့အတွက်ကိုဘိုဘိုကတော့ယူကျုံးမိရဖြစ်နေကြတာပါ။မိသားစုဆုံဆုံလင်းလင်းနဲ့ပျော်ပျော်ရွှင်ရွှင်နေဖို့ရှိမှန်းထားပြီးမယ်။သမီးလေးတက်လာတာမပြေသေးခင်ပါပဲ။အိမ်မက်တွေကပြည့်စည်သွားခဲ့ပါပြီ။မြမလူမျိုးတွေရဲ့အယူအဆကလေးက ိုဖခင်ဖြစ်သူကိုဘူဘူကိုပေးခဲ့မလားသူမရဲ့မိခင်ကလေးလေးရဲ့အဖွားဖြစ်သူကိုပေးခဲ့မလားဆိုတာချိန်ခွင်နဲ့လက်ပြခွဲပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်ကိုဘူဘူကတော့ဇနီးတွေမရှိတော့ပေမယ့်တမီးလေးကိုသူကိုယ်တိုင်ပဲပြုစုစောင့်ရှောက်ပေးမယ့်အားလုံးရဲ့သဘောတူညီမှုတွေအတိုင်းလက်ပြခွဲပြီးကွယ်လွန်သူရဲ့ဆန္ဒအတိုင်းသာဆောင်ရွက်မှာပါပရိသတ်တွေကတော့ကိုဘူဘူရဲ့ဇနီးတဲ့တည်ဆောက်မှုဟာစင်းယုံကဆရာဝန်ကြီးရဲ့ပေါ်ဆမှုကြောင့်လို့ဆိုပြီးထင်ကြည်ပေးနေတာပါဖြစ်တဲ့ယောဂကိုတေချာဖြစ်မရှာပဲဖြစ်တယ်လို့ကုသပေးတာကြောင့်အခုလိုအသက်မဆုံး ရှုံသင်မဲဆုံရှုံလိုက်ရတာချမ်းသာတဲ့တတိရီစင်းယုံလာတရင်တော့လူလီတိမရှိအောင်ဂယူဆိုင်ကြပြီးတာမန်လူနာရီဆိုရင်တော့အသက်တစားကိုတန်ဖိုးမထားကြတော့ဆိုပြီးဝေဖန်လာကြတာဖြစ်ပါရင်တချို့ကလည်းအတွေ့အကြုံတွေအရာမီးနေတဲ့မိခင်တယောက်နေနဲ့ဝန်းပေါက်သွားတယ်ဆိုတာလို့ပြောနေတာပါကိုပိုပိုလည်းဇနီးတဲ့ကိုဆုံရှုံလိုက်ရပြီမင်းတမီလေးအတွက်အကောင်းဆုံးကြိုးစားပါဆိုပြီးအားပေးနှစ်သိမ့်နေကြတာပဲဖြစ်ပါတယ်ကြီးရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောမိသားစုဆုံဆုံလေးနဲ့တနိုင်ကြအောင်နောက်မနေလိုက်ရပဲဇနီးတဲ့ကိုဆုံရှုံလိုက်ရတဲ့ကိုပို ဖို့အပေါ်အမြင်လေးကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်ရှင်